ဒလိုင်းလာမာဆရာတော်ကြီးရဲ့ Beyond Religion Ethics for a Whole World ဆိုတဲ့စာအုပ်ကို အနှစ်ချုပ်မြန်မာပြန်ပြီးခေါင်းစဉ်ငယ်တစ်ခုစီကို Audio Book အနေနဲ့တပုတ်ချင်းဖတ်ပြပေးနေတာဖြစ်ပါတယ်။ဘာသာပြန်စာအုပ်ကိုကပ္ပကျင့်ဝတ်လို့နာမည်ပေးထားပါတယ်။ကပ္ပကျင့်ဝတ်စည်းစိမ်ဥစ္စာနဲ့ပျော်ရွှင်ချမ်းမြေမှု ငွေကြေးဥစ္စာကျမ်းမာခြင်းနဲ့မိတ်ဆွေအပေါင်းအသင်းတို့ဟာလူတွေကိုပျော်ရွှင်စေနိုင်ပါတယ်။စည်းစိမ်ဥစ္စာအကြောင်းစပြောကြရအောင်။ယောဂုထုအခြေအနေကပျော်ရွှင်မှုအပေါ်မှာတက်ရောက်မှုရှိနေတာရှင်းပါတယ်။ယောဂုထုရဲ့ရေးပါမှုကိုညင်းပေရင်ယူရကြမှာပေါ့။တောထဲတောင်ထဲမှာဂူအောင်တဲ့ဧကစာရီသူတော်စင်တောင်မှ စားစရာနဲ့ဝတ်စရာလိုသေးတာ။ တန်းအတာတစ်ခုအကြည့်ပြည့်စုံတဲ့ယောဂဝတ္ထုမရှိရင်လူကုံတိတ်ခါနဲ့အညီမနေထိုင်နိုင်ပါဘူး။ဟုတ်ပါတယ်။ဆင်းရဲဒုက္ခကိုရှောင်လဲပြီးချမ်းသာဒုက္ခကိုရှာဖွေရမှာငွေကြေးလိုအပ်ပါတယ်။ဒါပေမဲ့ငွေကဘယ်လောက်လိုအပ်တာလဲ။ဒီဘက်မှာပိုက်ဆံကိုခူးငဒွန်ဒူးလို့နာမည်ပြောင်းပေးထားကြပါ ူတိုင်းကိုပျော်ရွှင်စေတဲ့အရာလူအင်ဆန္ဒပြည့်ဝစေတဲ့အရာလို့အဓိပ္ပာယ်ရပါတယ်။ပိုက်ဆံကရွေးချယ်စရာတွေပေးတယ်လွတ်လပ်မှုလည်းပေးတယ်။ဒါကြောင့်လူတွေကပိုက်ဆံတွေပို့ပို့ပြီးလိုချင်လာတယ်။တိဘေဗုဒ္ဓဘာသာမှာကောင်းချိုးရဖို့အုံမဏိပတ်မေဟုံဆိုတဲ့မန္တန်ကိုရွတ်လိရှိကြတယ်။တနေကုန်ရွတ်ကြတာရှိတယ်။အလုတ်ရှုံနေရင်လည်းရွတ်ကြတာပဲ။ ပြန်ပြန်ရွတ်ကြတော့ကုံမပြီတော့ဘူး။အုံမနိအုံမနိအုံမနိကြီးပဲကြားရတော့တယ်။အုံမနိအုံမနိရွတ်တာကအုံမနိအုံမနိဖြစ်ကုန်ကြပြီလို့တရားဒဂမတွေကစမိနောက်မိပါသေးတယ်။ထားပါတော့စည်းစိမ်ဥစ္စာဟာအကျိုးရှိပါလေ။ကျုပ်တို့အားလုံးတင့်တင့်တဲ့နေစရာလိုအပ်ပါလေ။ဇမ္မာရည်အတွက်တင့်လျော်တဲ့ပတ်ဝန်းကျင်အာဟာရပြည့်ဝတဲ့အစားအစာနဲ့ တန့်ရှင်းတဲ့ရည်လဲလိုအပ်ပါတယ်လူသားရဲ့ပျော်ရွှင်မှုအတွက်ခြေကံလိုအပ်ချက်တွေပါဒါပေမဲ့ပိုပြီးချမ်းသာကြွယ်ဝလာလို့အင်းအစ်ကားအစ်ဖုံးအစ်ဝယ်လဲရရင်ယာယီအပြင် အပျော်ဒီပိုလာပေမဲ့ကြားရှိခံတဲ့အပျော်ကိုရရှိဖို့အာမခံချက်မရှိပါဘူးတကယ်တော့ပိုင်းဆိုင်စရာတွေများလာခြင်းဟာစိတ်ဖြည့်ဆည်းမှုတွေပိုလာဖို့စိုးရိမ်မှုတွေများလာဖို့ ပူပန်မှုတွေတိုးလာဖို့ဖြစ်နေတတ်ပါလေ။ဒေါသထွက်เสียရာဝမ်းနည်းเสียရာတွေတောင်ဖြစ်နေတတ်ပါလေ။ပစ္စည်းအသည့်ဝယ်ယူခြင်းဟာခဏတာပဲပျော်ရွှင်မှုတိုးပွားစေနိုင်တယ်လို့စိတ်ပညာရှင်တွေလူမှုဗေဒပညာရှင်တွေရဲ့လေ့လာမှုတွေကဆိုထားပါလေ။ဝယ်ယူထားတဲ့ပစ္စည်းအပေါ်စိတ်လှုပ်ရှားခံစားမှုလျော့သွားတဲ့အခါပုံမှန်ပြန်ဖြစ်သွားတယ်လို့ဆိုပါလေ။ဒီဘက်မှာ အသည့်အစမ်းအမြဲလိုချင်နေတဲ့သူကို အစာစပိုးလို့ခေါ်ကြပါလေအယံတစ်တယ်လို့ဆိုလိုပါတယ်လောဘကြီးုံနေမှာပဲအသည့်အစမ်းနောက်အမြဲလိုက်နေတယ်လို့အသေးပဲရပါလေခិត្តရင်ကျေးမှုကဒီလို အပြုတ်မှုကို အားပေးနေတယ်လို့ထင်မိပါတယ်စီစဉ်ဥစ္စာကပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်မိသားစုတွင် ပိုင်ဆိုင်မှုငင်းပွားတာကနေကမ္ဘာအစဉ် တယံဇာတပိုင်ဆိုင်မှုအငင်းပွားတာအထိပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။နောက်ပြီးတော့ယောဂုထုပိုင်ဆိုင်မှုကရောရှင်ခြင်းအတွက်အာမခံချက်မပေးနိုင်ပါဘူး။ချမ်းသာတဲ့လူတချို့တွေ့ဘူးပါတယ်။ဘီလီယံနာတွေတောင်တွေ့ဘူးပါတယ်။သူတို့ဘဝနဲ့သူတို့မပြောရှင်ကြပဲမကြည်မနက်ဖြစ်နေကြတာလည်းရှိပါတယ်။သူတို့စည်းစိမ်ကသူတို့ကိုတတိုင်းကားသလိုဖြစ်နေပြီးသူတို့ပဲ အကြည့်ကြံဆံသွားကြပါလေ။ကြီးစဉ်ဥစ္စာဟာဆင်းရဲဒုက္ခတွေဆောင်ကျင်းလာတဲ့အတွက်မယုံကြည်ရတဲ့မိတ်ဆွေဖြစ်နိုင်ပါလေ။ဒါပေမဲ့မေတ္တာကရုဏာတို့လိုနံခန္ဓာရဲ့ကြွယ်ဝမှုကတော့ပြဿနာတွေမဖြစ်ပေါ်စေနိုင်ပါဘူး။ဒါကြောင့်ဘယ်လိုစည်းစိမ်ဘယ်လိုကြွယ်ဝမှုကိုရှားပွေသင့်တယ်ဆိုတာရှင်းပါလေ။ချမ်းသာကြွယ်ဝမှုကြောင့်လုံခြုံမှုပြင်းထန်မှု ရရှိတယ်လို့ဆိုနိုင်ပါတယ်။ယောဂုထုချမ်းသာမှုကဘယ်လိုလုံခြုံမှုပြီးနိုင်ပါလဲ။ယောဂုထုလုံခြုံမှုမခိုင်းမာတာကိုတဘာဝကပ်ဘေးစိုးတွေကတတိပင်းနေပါလေ။ကျောက်တို့ရဲ့တွင်းစိတ်အခြေအနေကငွေကြီးတွေပိုင်ဆိုင်မှုတွေယာဓုကုံသိန်းတွေတက်အများကြီးပိုးပြီးရေးကြီးပါတယ်။ချင်းရတဲ့မိသားစုထဲမှာမေတ္တာတွေ၊ကျင်နာတွေ၊ချင်းချင်းယုံကြည်မှုတွေရှိမယ်ဆိုရင် အဲ့ဒီလူချင်းရဲ့တွေပျော်ရွှင်နိုင်ကြမှာပါတန်တရားတွေနာကြီးမှုတွေရှိနေမယ်ဆိုရင်တော့ဇိန်ခံစရာတွေနဲ့ကြွယ်ဝတဲ့မိသားစုမှာလည်းပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါဟာတိတာထင်ရှားတဲ့ကိစ္စပါဒါကြောင့်အစ္ဆတပျော်ရွှင်မှုကအကြီးကကြပါတယ်စည်းစိမ်ဥစ္စာရဲ့အကျိုးသက်ရောက်မှုဟာယာယီတာဖြစ်တဲ့အကြောင်း ပိုင်ဆိုင်မှုတွေမျှတနေတာဟာစိရဲ့ချမ်းသာကွာဟမှုကြီးမားနေတာတဲ့ပိုပြီးပျော်ရွှင်ပွေဖြစ်တဲ့အကြောင်းမကြခင်ကလောက်ခဲ့တဲ့လူမှုသိပ္ပံသူတေသနာကဆိုထားပါတယ်။ကောင်းကျိုးချမ်းသာကိုကြီးစဉ်ဥစ္စာနဲ့တည်းမတိုက်တာပဲ။ကြီးစဉ်ဥစ္စာအပေါ်ဘယ်လိုစိတ်ခံစားရလဲ။ဘယ်လိုသဘောထားရလဲဆိုတာနဲ့လေဆုံးဖြတ်ဖို့သူတေသနာကအကြံပြုထားပါတယ်။ ကြီးစင်ဥစ္စာနဲ့ပျော်ရွှင်ချမ်းမြေ့မှုဆိုတဲ့ခေါင်းစဉ်ငယ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျန်းတဲ့ဘိုင်းတွေကိုဆက်လက်ဖတ်ပြပေးပါမယ်။ပျော်ရွှင်မှုအတွက်ခြေကံလိုအပ်ချက်တွေဖြစ်ကြတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုအလွန်အကျော်မလိုက်စားပဲကြီးစင်ဥစ္စာအပေါ်မမှန်ကန်ကန်သဘောထားနိုင်ကြပါစေ။ကပ္ပချင်းကိုစည်းစိမ်ဥစ္စာနဲ့ ျော်ရွှင်ချမ်းမြေမှုဝိကျေးဥစ္စာကျမ်းမာခြင်းနဲ့မိတ်ဆွေအပေါင်းတင်တို့ဟာလူတွေကိုပျော်ရွှင်စေနိုင်ပါတယ်စည်းစိမ်ဥစ္စာအကြောင်းစပြောကြရအောင်ယောဂုထုအခြေအနေကပျော်ရွှင်မှုအပေါ်မှာတက်ရောက်မှုရှိနေတာရှင်းပါတယ်ယောဂုထုရဲ့ရေးပါမှုကိုညင်းပယ်ရင်ယူရကြမှာ တောတဲ့တောင်ထဲမှာကူအောင်တဲ့ဧကစာရီသူတော်စင်တောင်မှစားစရာနဲ့ဝတ်စရာလိုသေးတာပဲအတိုင်းအတာတစ်ခုချီပြည့်စုံတဲ့ရုပ်ဝတ္ထုမရှိရင်လူကုံတိတ်ခါနဲ့အညီမနေထိုင်နိုင်ပါဘူးဟုတ်ပါတယ်ဆင်းရဲဒုက္ခကိုရှောင်ခဲ့ပြီးချမ်းသာဒုက္ခကိုရှာဖွေရမှာငွေကြီးလိုအပ်ပါတယ်ဒါပေမဲ့ငွေကဘယ်လောက်လိုအပ်တာ ြည့်ဘက်မှာပိုက်ဆံကိုခူးငဒွန်ဒူးလို့နာမည်ပြောင်းပေးထားကြပါလေလူတိုင်းကိုပျော်ရွှင်စေတဲ့အရာလူအင်ဆန္ဒပြည့်ဝစေတဲ့အရာလို့အသေးပဲရပါလေပိုက်ဆံကရွေးချယ်စရာတွေပေးတယ်လွတ်လပ်မှုလည်းပေးတယ်ဒါကြောင့်လူတွေကပိုက်ဆံတွေပို့ပို့ပြီးလိုချင်လာတယ်တိဘေဗုဒ္ဓဘာသာမှာကောင်းချိုးရဖို့ အောင်မနိပတ်မေဟုံဆိုတဲ့မန္တန်ကိုရွတ်လေရှိကြတယ်။တနေကုန်ရွတ်ကြတာရှိတယ်။အလုရှုံနေရင်လည်းရွတ်ကြတာပဲ။မြန်မြန်ရွတ်ကြတော့အကုန်မပြီတော့ဘူး။အောင်မနိအောင်မနိအောင်မနိကြီးပဲကြားရတော့တယ်။အောင်မနိအောင်မနိရွတ်တာကအောင်မနိအောင်မနိဖြစ်ကုန်ကြပြီလို့တရားဒဂမတွေကစမိနောက်မိပါသေးတယ်။ထားပါတော့စည်းစိမ်ဥစ္စာဟာအကျိုးရှိပါတယ် တို့တို့အလုံးတင့်တင့်တဲ့နေစရာလိုအပ်ပါတယ်။ဂျမားရည်အတွက်တင့်လျော်တဲ့ပတ်ဝန်းကျင်အာဟာရပြည့်ဝတဲ့အစားအစာနဲ့တန်ရှင်းတဲ့ရည်လည်းလိုအပ်ပါတယ်။လူသားရဲ့ပျော်ရွှင်မှုအတွက်ခြေကံလိုအပ်ချက်တွေပါ။ဒါပေမဲ့ပိုပြီးချမ်းသာကြွယ်ဝလာလို့အင်းအစ်ကားအစ်ဖုံးအစ်ဝယ်လိုက်ရရင်ယာယီအပြင်အပျော်ဒီပိုလာပေမဲ့ကြားရှိခံတဲ့အပျော်ကိုရရှိဖို့အာမခံချက်မရှိပါဘူး။ တကယ်တော့ပိုင်းဆိုင်စရာတွေများလာခြင်းဟာစိတ်ဖြည့်ဆည်းမှုတွေပေါ်လာဖို့စိုးရိမ်မှုတွေများလာဖို့ဥပံမှုတွေတိုးလာဖို့ဖြစ်နေတတ်ပါလေ။ဒေါသထွက်စရာဝမ်းနည်းစရာတွေတောင်ဖြစ်နေတတ်ပါလေ။ပစ္စည်းအသေးဝယ်ယူခြင်းဟာခဏတာပဲပျော်ရွှင်မှုတိုးပွားစေနိုင်တယ်လို့စိတ်ပညာရှင်တွေလူမှုဗေဒပညာရှင်တွေရဲ့လေ့လာမှုတွေကဆိုထားပါလေ။ ဝယ်ယူထားတဲ့ပစ္စည်းအပေါ်စိတ်လှုပ်ရှားခံစားမှုလျော့သွားတဲ့အခါပုံမှန်ပြန်ဖြစ်သွားတယ်လို့ဆိုပါတယ်။တိဘက်မှာအစ်စ်အဆန်းအမြဲလိုချင်နေတဲ့သူကိုအစာစပိုးလို့ခေါ်ကြပါတယ်။အယံတစ်တယ်လို့ဆိုလိုပါတယ်။လောဘကြီးုံနေမှာပဲအစ်စ်အဆန်းနောက်အမြဲလိုက်နေတယ်လို့အသိပဲရပါတယ်။ခិត្តရင်ကျိမှုကဒီလိုအပြုတ်မှုကို အားပေးနေတယ်လို့ထင်မိပါတယ်။ စီစဉ်ဥစ္စာကပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်မိသားစုတွင်ပိုင်ဆိုင်မှုငင်းပွားတာကနေကမ္ဘာအဆင့်တယံဇာတပိုင်ဆိုင်မှုငင်းပွားတာအထိပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်နောက်ပြီးတော့ယောဂုထုပိုင်ဆိုင်မှုကရောရှင်ခြင်းအတွက်အာမခံချက်မပြည့်နိုင်ပါဘူးချမ်းသာတဲ့လူတချို့တွေ့ဘူးပါတယ်ဘီလီယံနာတွေတောင်တွေ့ဘူးပါတယ်သူတို့ဘဝနဲ့သူတို့မပြောရှင်ကြပါဘူး မကြည်မနက်ဖြစ်နေကြတာတွေရှိပါလေသူတို့စည်းစိမ်ကသူတို့ကိုတတိုင်းကားသလိုဖြစ်နေပြီသူတို့ပဲအကြီးကျန်ဆန်သွားကြပါလေစည်းစိမ်ဥစ္စာဟာဆင်းရဲဒုက္ခတွေဆောင်ကျင်းလာတဲ့အတွက်မယုံကြည်ရတဲ့မိဆွေဖြစ်နိုင်ပါလေဒါပေမဲ့မေတ္တာကရုဏာတို့လိုနံခန္ဓာရဲ့ကြွယ်ဝမှုကတော့ပြဿနာတွေအဖြစ်ပေါ်စေနိုင်ပါဘူးဒါကြောင့်ဘယ်လိုစည်းစိမ် ဘယ်လိုကြွယ်ဝမှုကိုရှားပွေသင့်တယ်ဆိုတာရှင်းပါတယ်ချမ်းသာကြွယ်ဝမှုကြောင့်လုံခြုံမှုပြည့်နှက်မှုရရှိတယ်လို့ဆိုနိုင်ပါတယ်ယောဂုထုချမ်းသာမှုကဘယ်လိုလုံခြုံမှုပြည့်နိုင်ပါလဲယောဂုထုလုံခြုံမှုမခိုင်းမာတာကိုတဘာဝကပ်ဘေးစိုးတွေကပြည်ပင်းနေပါလေကျုပ်တို့ရဲ့အတွင်းစိတ်အခြေအနေကငွေကြေးတွေပိုင်ဆိုင်မှုတွေ ရာဓုကုံတိန်တွေတက်ညာကြီးပိုးပြီးအရေးကြီးပါတယ်ချင်းရတဲ့မိသားစုထဲမှာမေတ္တာတွေကျင်နာတွေချင်းချင်းယုံကြည်မှုတွေရှိမယ်ဆိုရင်အဲ့ဒီလူချင်းရတွေပျော်ရွှင်နိုင်ကြမှာပါတန်တရားတွေနာကြီးမှုတွေရှိနေမယ်ဆိုရင်တော့ဇိန်ခံစရာတွေနဲ့ကြွယ်ဝတဲ့မိသားစုမှာလည်းပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါဟာတိတာထင်ရှားတဲ့ကိစ္စပါ ဒါကြောင့်အစ္ဆတပျော်ရွှင်မှုကအဓိကကြပါတယ်။စည်းစိမ်ဥစ္စာရဲ့ကျိုးသက်ရောက်မှုဟာယာယီတာဖြစ်တဲ့အကြောင်းပိုင်ဆိုင်မှုတွေမျှတနေတာဟာစည်းရဲချမ်းသာကွာဟမှုကြီးမားနေတာတဲ့ပိုပြီးပျော်ရွှင်ပွေဖြစ်တဲ့အကြောင်းမကြခင်ကလောက်ခဲ့တဲ့လူမှုသိပ္ပံသုတေသနကဆိုထားပါတယ်။ကောင်းကျိုးချမ်းသာကိုစည်းစိမ်ဥစ္စာနဲ့တည်းမတိုက်တာပဲ။ ဤစဉ်ဥစ္စာအပေါ်ဘယ်လိုစိတ်ခံစားရလဲဘယ်လိုသဘောထားရဲဆိုတာနဲ့လေသုံးဖြတ်ဖို့သူတေသနာကအကြံပြုထားပါတယ်ဤစဉ်ဥစ္စာနဲ့ပျော်ရွှင်ချမ်းမြေ့မှုဆိုတဲ့ကောင်းစဉ်ငယ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျန်တဲ့အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးပါမယ်ပျော်ရွှင်မှုအတွက်ခြေကံလုံးအချက်ကြီးဖြစ်ကြတဲ့ယောဂုထုပစ္စည်းတွေကိုအလုံးအကျုံမလိုက်စားပဲဤစဉ်ဥစ္စာအပေါ် 慢慢看看，不差人家把子。